အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်နောက်ဆုံးအချိန်လေးဒီကိုကျွန်တော်နည်းနည်းလေးပြပြချင်တာဖြစ်ပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့မနေ့ကလေးဒါကျွန်တော်တို့မြန်မာနိုင်ငံကဒါမနေ့ညကဒါကျွန်တော်တို့5.1ဒါကျွန်တော်ဖြာပုံနာရှိတယ်ဒါကျွန်တော်ငလင်းလှုပ်သွားတယ်လူကြသေးရတယ်ဒါပေမဲ့ရေအောက်မှာဒါငလင်းနေအမြင်နဲ့လှုပ်နေကြဖြစ်တဲ့ကြောင့်မို့ဒါကတော့အရန်ကြီးဆိုရင်မလို့ပါဘူးအဲ့တော့အရေးအရေးကြီးတာအခုလက်ရှိမှာအဆိုးရေမလွန်ကြဘူးပါ အစိုးရတကယ်မလွန်ကြဘူးယူကြည့်ပါတယ်ပန်နိတ်မဖြစ်ဘူးတတိထားရမှာ yes တတိတော့ထားရမယ်တတိဆိုတော့ပူတယ်မရှိဘူးအမြင်နဲ့လူတယ်ပဲရှိတယ်တတိကတော့100%ထားရမှာဖြစ်တယ်ဘယ်တော့မှဒါကျွန်တော်တတိကိုတော့ဒါလူပြီးထားလို့မရဘူးတတိတော့ပဲဒါပေမဲ့ပန်နိတ်မဖြစ်ဘူးဘာလို့ဘလို့ပန်နိတ်မဖြစ်ရလဲဆိုဥစားကျွန်တော်ပြပြပါမယ်လက်ရှိမှာမြန်မာနိုင်ငံမှာဒါကျွန်တော်ရန်ကုန်မှာဆိုရင်လက်ရှိမှာပူပြီးတော့ဆိုပါတယ်မြန်မာနိုင်ငံမှာဒါကျွန်တော်လူကြီးတွေလည်းထူထပ်လာပါပြီတည်တဲ့အတိုင်းပါဒါပြင်ကျွန်တော်ဒါအဲပတ်စံအရာဒါကျွန်တော်အရန်မရှိရလူတွေလည်းဖြစ်ပြီးများလာခဲ့ပြီပေါ်သေးကြတယ်အခုလက်ရှိနိုင်ငံကြီးအခြေအနေကပါနေဆိုတော့ ဒါပတ်စံအရာတော်တော်လေးအဲ့တော့မြန်မာနိုင်ငံမှာရန်ကုန်မှာဒီလိုမျိုး panic ဖြစ်ပြီဆိုရင်တော့တီးကြအနိုင်မှာဒါကျွန်တော်တို့ဟိုဟာဝယ်စုဒီဟာဝယ်စုနေတူတာကျွန်တော်တို့ပတ်စံရှိရဲ့လူတွေကပဲနောက်တစ်ဖြားသာသွားရမှာပါတယ်ဒါ reality ပါပဲတကယ်ကို set reality တခုပဲအဲ့တော့ခုနကဘယ်လိုပဲလက်ရှိမှာဒါကျွန်တော်ပထမဦးပြောချင်တာကလောဘသားကောင်းနေပဲဒီအားကြီးကိုခွင့်ကောင်းယူပြီးတော့ငါတို့ကတော့ဈေးတင်တော့မယ်ငါတို့ကရေးခုနကဘယ် supply နဲ့ demand မများတော့ဘူး supply ကခုနကဘယ် supply မရှိဘူး demand ပဲရှိတာငါတို့ဖြဲတော့မယ်ဆိုတဲ့ပုံစံမျိုးတွေဒါကျွန်တော်အဓိကပေါ့နော်ပြောရမယ်ဆိုရင်တော့အဲ့လိုပုံစံပေါ့အဲ့တော့ ဟိုအဓိကဟို supply တပတ်မများတဲ့ဥစ္စာကလည်းတည်ရတယ်မဲ့ demand ကလည်းများတာဟုတ်အဲ့တော့အဲ့ဒါလေးကိုကျွန်တော်နားလေဘူးလို့ရတယ်အဲ့တော့အဓိကတော့ panic မဖြစ်ဘူး panic ဖြစ်ပြီးဒါကျွန်တော်တို့လူကြီးမိဘတွေကဒါကျွန်တော်တို့အရင်အခုကကျွန်တော်တို့လူငယ်တွေကနားလေတယ်ဘာလို့လဲဆိုတော့ဒါလူငယ်တွေက okay let's cool down ဒါဘယ်လိုလုပ်မလဲဘယ်လိုလုပ်မလဲဘယ်လိုလုပ်မလဲဆိုတော့တွားရများတယ်လူကြီးကြောင့်မဟုတ်ဘူးအဲ့အိမ်အတွက်စားနေရေးကြတွေဝယ်ရမယ်ဒါမှတခုဖြစ်ပြီးဆိုရင်ဒါအပြင်ထွက်လို့မရဘူးဘာညာဆိုပြီးပူကြတာရှိတယ်အဲ့တော့ အရင်ကကျွန်တော်တို့ကလူငယ်တွေကိုကျွန်တော်ဒီနေရာမှာတာဝန်ပေးခြင်းနဲ့လူငယ်တွေတာဝန်ပေးခြင်းတော့လူကြီးတွေကိုထိမ့်ဖို့ပါပဲအခုလက်ရှိမှာပူဆိုးတာကဒါလူငယ်တွေကိုနောက်ပါလို့မိုဘိုင်းဖုန်းကလူတိုင်းရှိရတဲ့အကြောင်းမို့လားအင်တာနက်ကလည်းအခုချိန်မှာလူတိုင်းရှိရတဲ့အကြောင်းမို့လို့ application ဆိုတာလူတိုင်းရှိပါတယ်အဲ့ application ကလေး application မှာတွေ့တဲ့နံပါတ်တွေတွေ့တိုင်းဒါအကုန်လုံးဆိုရင်မြန်မာပြည်မှာဒါနံပါတ်တွေတွေ့မှာခုနကျွန်တော်ဒီနေ့မနက်မှလည်းခင်ဗျားတို့ကိုကျွန်တော်ရှင်းပြခဲ့လို့ပဲအရင်ကတည်းကငလင်တွေအမြင်နဲ့လှုပ်နေတာပါအမေလို့ဒါပေမဲ့ခုနကပြောကျွန်တော်တို့ကမသိလို့ပဲကျွန်တော်ပြောခဲ့ဘူးတဲ့ scenario တိုင်းကျွန်တော်ထပ်ပြီးပြောမယ်ကျွန်တော်တို့အသက်ရှူတယ်လို့ပါပဲခင်ဗျားတို့ကျွန်တော်နေတိုင်းအသက်ရှူနေတယ် အဲအသက်ရှူရဒါပေမဲ့ခုနကပြောကျွန်တော်အသက်ရှူတော့သတိမထားဘူးဆိုတော့ဒါနေ့တိုင်းလုပ်နေတဲ့အလုပ်မလို့ခုနကပြောကျွန်တော်အသက်ရှူတော့ကျွန်တော်အေးငါငါအသက်ရှူရသတိထားလိုက်ပြီဆိုရင်ကျွန်တော်ဒါတစ်စက္ကန့်ငါ20ခါတခါသက်ရှူရလား တစ်စက္ကန့်တခါအသက်ရှူတာလာဒါမျိုးကျွန်တော်သတိထားမိလိမ့်မယ်ဖြစ်တယ်အဲ့တော့ပြီးတော့ပူဆိုးတာလက်ရှိမှာကျွန်တော်ဒါ phantom quake ပေါ့နော် phantom quake ဆိုရတာကျွန်တော် after mac ကိုအကုန်လုံးကခံစားနေရပြောချင်တာမလှုပ်လဲလှုပ်တယ်လို့ခံစားရတဲ့ပုံစံပေါ့ခန္ဓာကိုယ်ကကျွန်တော်ဒါသွေးလေပတ်စီးဆင်းမှုတွေကြောင့်ကျွန်တော်ခန္ဓာကိုယ်အမြဲတမ်း vibration ဆိုစီတယ်ဒါကဘုနာပေါ့ကျွန်တော်ဒါဟို chemistry သဘောရတဲ့ကျွန်တော်ဒါ photon တို့ဘာလို့လဲလောက်ထားတဲ့ကြောင့်ဒါကျွန်တော်ဓာတ်ဓာတ်ဥပိဒပစ္စည်းကျွန်တော်ခန္ဓာကိုယ်လှုပ်တဲ့ကျွန်တော်ခန္ဓာကိုယ်ကအမြဲတမ်းတည်ငြိမ်နေတယ်လို့မရှိဘူးအမြဲတမ်းဒါကျွန်တော်လှုပ်ခတ်နေတာကြာအဲ့လှုပ်ခတ်မှုတွေကိုကျွန်တော်ဒါ feel ဖြစ်တယ်ဥပမာကျွန်တော်တို့တကယ်တမ်းငြင်းနေမှာကျွန်တော်တို့ရဲ့နှလုံးသားနှလုံးခုန်တံကိုပါ ကျွန်တော်ခံစားမိရတဲ့လူတွေမှာပါဒါပေမဲ့ကျွန်တော်တို့အမြင်နဲ့ဒါကျွန်တော်တို့ viral ဖြစ်ပြီးအမြင်လှုပ်လှုပ်ခက်ခက်ရှိနေတဲ့လူတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့အနေနဲ့ဒါကြီးကိုကျွန်တော်သတိမထားဒါပေမဲ့သတိထားပြီဆိုအဲ့ဒါကိုသတိပူထားမိရတယ်ပေါ့အခုလက်ရှိငလင်လည်းဒီတိုင်းပဲပူဆိုးတာကလက်ရှိမှာ application တွေ internet တွေရှိရကြောင်းမလို့ဒါ app မှာတက်လာတယ်ဟာငလင်လုပ်ပြီးငလင် ငလင်းကအမြဲတမ်းလှုပ်နေကြပါဒါခုနကပြောကျွန်တော်ဒါအခုလက်ရှိမှာဒါကျွန်တော် grand ပြောထားတာမဟုတ်လက်ရှိမှာတတိပညာရှင်တွေအကုန်လုံးပြောထားတယ်ခုနကပြောဒါ ghi မစားဘူးပြောတတိထားမှာ yes နောက်နောက်နံပါတ်ကြီးရမှာခုနကနံပါတ် strong ဖြစ်ပြီးဆိုတော့ငါတို့ဘယ်လိုလုပ်မလဲ evacuation ဘယ်လိုလုပ်မလဲအကုန်လုံးပြလဲခုနကပြောလက်ရှိမှာဒါကျွန်တော်တို့ AG စားရစားတဲ့ AG ပစ္စည်းတွေဒါကျွန်တော်တို့ဒီလိုမျိုးဒါ safe ပစ္စည်းတွေကိုကျွန်တော်အိတ်ကလေးတစ်ခုတည်းထည့်ထားပြီးဒါတိတ်နာအဲ့ဒါတစ်ခုပြည့်အဲ့အိတ်ကိုပဲအဓိကဆွဲပြည့်အဲ့လိုပုံစံမျိုးဒါလုပ်ဖို့အရေးကြီးတယ် ဒါပေမဲ့ခုနပြောလို့အဓိကခုနဟိုမလူအပ်ပဲနဲ့ဒါကျွန်တော်အရန်ဝယ်တာတို့မလူအပ်ပဲနဲ့ကျွန်တော်ဒါလုံနေတာတို့ဒါရှောင်ကျင်မှုအတွက်ညီကိုတွေမှာတာဝန်ရှိတယ်ခုနပြောကြညီကိုတွေဒါကိုတာဝန်ထားရမယ်တဲ့မှာပါအဲ့တော့ခုနပြောလို့ပဲလက်ရှိမှာဒါကျွန်တော်တို့3.0တို့2.1တို့ကအမြဲတမ်းလှုပ်နေပါပဲခုနကျွန်တော်ဒါလက်ရှိမှာဒါတက်သည့်ပညာရှင်တွေရေးတာပုံညာဆိုတာကျွန်တော်နောက်3လ4လလောက်ဒီလိုပဲအမြဲတမ်းလှုပ်နေပါပဲဒါကြီးကိုအရန်ကြီးကြစိတ်ကမထားကြပါနဲ့ခုနပြောလို့5.1ဆိုတော့နည်းနည်းတတိထားပါဒါပေမဲ့ အကုန်လုံးဒါခုနပြောလို့ရယ်ကိုရီမြန်မာနိုင်ငံနဲ့ဝေးနေမှာဖြစ်တဲ့ဥစ္စာကိုလည်းအရန်ကြီးတာစိတ်မပူပါနဲ့သူများနိုင်ငံဖြစ်ပြီးကျွန်တော်နိုင်ငံခုနပြောပြန်ကူညီနိုင်တဲ့ဘက်ကကူညီလို့ရမယ်ဒါပေမဲ့အရန်ကြီးစိတ်မပူပါနဲ့ စိတ်ပူရင်တော့စိတ်ပူတဲ့လူပဲအမြဲတမ်းခံရလို့ဖြစ်ပါတယ်အဲ့တော့ပြောချင်တာကတော့ဒါအရေးကြီးတာလေခုနကပြောလို့ပဲဒါလက်ရှိမှာဒါအရန်ကြီးစိတ်မပူနဲ့ခုနကပြောလို့ပဲဒါတတိတော့ထားမယ်တတိက100%လုံးဝအပြည့်ထားပါညရင်လည်းလုံးလုံးစည်းအိတ်ဖူလို့ပါတယ်ခုနကအလန်းလေးပါတယ်ခုနကပြောလို့ပဲတခုဆိုရင်ဖုန်းကင်တာခုနကပြောလို့ပဲအိတ်ထဲမှာဒါဓမီတွေဆေးဝါးတွေခုနကပြောလို့လူဝဲမဲ့ဆိုစားရဲစားရဲတချို့တွေဒါလောက်ပဲထည့်ပြီးတော့အမြဲတမ်းဒါအဲ့ backpack လေးကိုခေါင်းရင်းထဲမှာထားပြီးအမြဲတမ်းအိတ်တာအကောင်းဆုံးပဲဖြစ်ပါလိမ့်မယ်အဲ့လိုပုံစံမျိုးလောက်တာတော့အဆင်ပြေတယ်ခုနကအဲ့တော့ပြောချင်တာခုနကပြောလို့ပဲတတိထားပါ ပက်ကင်းမှာဖြစ်ပါတယ်ဒါကတော့အဓိကကျွန်တော်နေနေပြောချင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံလည်းမနေ့ပြောပြဆန်းစားခြင်းမတနာဘူးကောင်းပါတယ်နိုင်ငံလေးတသေးလေးနဲ့ဟိုကျွန်တော်တို့ကျွန်တော်အမေနဲ့ကျွန်တော်တစ်ခေါက်ပြောဘူးရရှိတယ်နော်ကျွန်တော်ကျွန်တော်တစ်ခေါက်ပြောဘူးရအခုလည်းထပ်ပြီးပြောပါမယ်ဒါအားလည်းမနာဘူးဘောနော်အခုလိုချိန်မှာပြောရတယ်လည်းမတင့်လည်းမတော်ဘူးလို့မြင်တယ်မပြောချင်တယ်ကျွန်တော်မြန်မာနိုင်ငံဘောနော်တစ်ခါကြာရင်ဒါကျွန်တော်ကျွန်တော်အတိတွေကျွန်တော်အမေနဲ့ပြောကျွန်တော်နိုင်ငံကမသိဟို God က practical joke တစ်ခုလုပ်ထားလို့ပဲ မြို့နိုင်ငံမှာတည်ရန်စာရအပြည့်အဝရှိမယ်မြို့နိုင်ငံလူတွေစိတ်ထားစောက်ရမ်းကောင်းမယ်မြို့နိုင်ငံမှာခုနကပြောလိုပဲကပောက်မှာအချောဆုံးလှဆုံးလူတွေရှိရင်ရှိမယ်မြို့နိုင်ငံစောက်ရမ်းမိုက်မယ်ဒါမှမဟုတ်တခုပဲတခုပဲမြို့နိုင်ငံစောက်ဘောတွေအုပ်ချုပ်ခင်ဗျအဲ့ဒါလေ God ရဲ့လေဟိုဘလူးလေခုနကစမ်းတမ်းမှုတခုလားဥမာကျွန်တော်ဒါအိုးပြောရမယ်ကျွန်တော်ပူဆိုးတာစပါကျွန်တော်စပါတင်းကိုမြင်နေတော့ဘောလုံးတင်းကိုနောက်နေရှိတယ်စပါတင်းဆိုတဲ့အတိုင်းပဲဘောနော် God is practical joke လို့ပဲ သူများသိရင်တော့လေတို့လက်ရှိမှာတန်းစင်းစုံတော့တန်းအခုလက်ရှိမှာတန်းစုံတာရက်နေတယ်ဆိုမဲ့တန်းစင်းသွားလားဆိုတော့တန်းစင်းလည်းမစုံတန်းတက်သွားတယ်ဘယ်လိုလဲမအောင်မြူလားဆိုတော့သူ့အထိုက်တင်းလျအောင်မယ်ဆူပလိုက်ရဆူပလိုက်တော့မရအောင်အဲ့လိုပုံစံမျိုးပေါ့နော် လောက practical joke ကြီးတခုလိုဖြစ်နေတယ်မြန်မာနိုင်ငံအဲ့တော့အခုလက်ရှိမှာဒီလိုမျိုးအချိန်မှာဆိုလဲကိုဒီကိုထပဲကျွန်တော်ကူညီနေရတာပါဘယ်သူမှဒါကျွန်တော်တို့လာကူညီတာမဟုတ်ဘူးပေါ့နော်အဲ့တော့ခုလိုအချိန်မှာဒါကျွန်တော်လုံငင်းတဲ့ လာငါးနှစ်လောက်ကဆိုခင်ဗျအုံနိုင်ခင်ဗျလျောက်လာပြီအာဟက်စကီဒီနဲ့ကောဟယ်လီကော်ပတာနီနဲ့ကောဟာရှေးသမြောက်စားကိုရောက်လာမယ်အခုချိန်ကတော့ဒါကျွန်တော်တို့ကိုဒူကိုဟာပေါ့နော်ကျွန်တော်တို့ဒါကိုကိုကိုဒူကိုချုံပြီးလုပ်နေတယ်ဒါပေမဲ့ခုနကဝမ်းမနေပါဘူးပြောတယ်ကျွန်တော်ခုနကလက်ရှိမှာကျွန်တော်ကျွန်တော်တတ်တဲ့နေပါကျွန်တော်ကိုကြီးနေတယ်ကျွန်တော်အများကြီးပြောတယ်ကျွန်တော်ခုနကကျွန်တော်လက်ရှိမှာကျွန်တော်တူလဲလုံးဝစိတ်ရလုံးဝအဆင်မပြေတဲ့ movement တွေရှိတယ်ဒါပေမဲ့ခုနကပြောလို့ okay ငါ လုံးဝပြူနေလို့ပြေဘူးငါတက်နိုင်ဘက်ကပြူလက်ရှိမှာညညဆိုလဲဒါဘောလုံးပွဲကြည်တာနဲ့ပါညဆိုမနေ့၄နိုင်၃နိုင်ခွဲ၄နိုင်လောက်မှအိတ်တယ်ပြီးဟိုနောက်မနေ့အခုဒီနေ့ဒီနေ့ကတော့ကောင်းကောင်းလေးဒါကျွန်တော်တို့အဲကျွန်တော်အိတ်ဖြစ်တယ်ဘာလို့လဲကျွန်တော်မနေ့ကဆိုပို့ပြီးကြည်ရတာကျွန်တော်၃နိုင်လောက်အဲဘောလုံးပွဲပြီးတော့၃နိုင်ခွဲ၄နိုင်လောက်မှကျွန်တော်အိတ်တယ်ပြီးရင်ဒါကျွန်တော်တို့မနေ့၈နိုင်ကိုကျွန်တော်မနေ့ကစေးစစ်ဖို့ကျွန်တော်၈နိုင်လို့စေးစစ်ရမှာပေါ့ဒါကျွန်တော်ကျွန်တော်စစ်စစ်ကျွန်တော်တကယ်မလဲပြောကျွန်တော်တခုများတွေ့ကြမှာအေးအေးမောတခုများတွေ့တခုဘာကံကောင်းထောင်းမှာကျွန်တော်ဘာမှမရှိဘူးဘောနော်တော်တော်လေးကံကောင်းပွားခဲ့တယ်ဘောစစ်စစ်တာအဲ့တော့ ဘယ်လိုပြောရမလဲအဲ့တော့အခုလက်ရှိမှာဒါကျွန်တော်တို့တခုပြောချင်တာကပြီးတော့တော့ဘာသားကောင်းနေသတိထားပါသတိတော့ထားပါဒါပေမဲ့အရန်ကြီး panic မဖြစ်ပါနဲ့ panic ဖြစ်ရင်ဒါအကုန်လုံးတိုင်ပတ်ကုန်နေမယ်အခုလက်ရှိမှာဒါကျွန်တော်တို့မြန်မာရန်ကုန်ကလူတွေဆိုပို့ပြီးတော့ဒါ panic ဖြစ်နေတဲ့လူတွေအများကြီးရှိပါတယ်ခုနကပြောသူ view side view side ဒါပေမဲ့ခုနကပြောသူပဲဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံရဲ့ရန်ကုန်ကလူတွေတော်တော်လေးကိုဒါကျွန်တော်တို့တော်တော်လေးကိုတော်တော်အထူပါနားလဲသွားပါပြီတော်တော်လေးကိုပါသွားပါပြီအကုန်လုံးကဒါကျွန်တော်တို့ဆရာကြီးတွေဖြစ်သွားပါပြီเนาะအဲ့တော့ဒါဘုမွေလေးပြောမှာအကုန်လုံးလဲဒါကျွန်တော်တို့လူအပ်တဲ့ဘက်မှာဒါဝိုင်းဝန်းကူညီပေးနေတဲ့အများကြီးအများကြီးအများကြီး ကျေးဇူးတင်ပါတယ်လို့ကျွန်တော်ဒါပြောချင်ပါတယ်ခင်ဗျားတို့တယောက်ချင်းစီတိုင်းကိုလည်းဒါတယောက်ချင်းစီတိုင်းကိုအများကြီးအများကြီးကျွန်တော်ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျားတို့ဒါမရှိဘဲကျွန်တော်ဒီချိန်မှာဘလူးမမရက်တည်နိုင်ပါဘူးအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ဘောလုံးကြီးကို industry အုပ်စုတွေကိုလည်းအများကြီးကျွန်တော်ကျေးဇူးတင်ပါတယ်ဒါခင်ဗျားတို့ကျေးဇူးတွေကျွန်တော်အများကြီးပါပါတယ်ဒီလိုအချိန်မှာဒါကျွန်တော်တို့ကျေးဇူးစကားတွေအများကြီးပြောစရာမလိုဘူးဆိုတာမှန်ပေမဲ့မလိုပဲပြောတကယ်ကိုဒါကျွန်တော်တို့ this is necessary ဘောနော်ဒါတကယ်ကိုဒါလိုအပ်တဲ့အချိန်မှာအများကြီးအများကြီးကူညီပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်ဘာဒီများလှုပ်ပေးနိုင်မလဲဒါကျွန်တော်တို့လက်ရှိမှာဟိုအေးဘောတလောက်ပါပဲအဲ့တော့အခုလက်ရှိမှာသတိထားကြပါတကယ်ကိုသတိထားကြပါတကယ်ကိုသတိထားကြပါအများကြီးအများကြီးသတိထားကြပါခယူးဆိုင်ကြပါဒါကျွန်တော်တို့တတ်နိုင်တဲ့ဘက်ကနေပြီးတော့ဒါကျွန်တော်တို့ကူညီပေးကြပါဦးရမသွားကြပါနဲ့ပြီးရင်တော့ဒါကျွန်တော်တို့ဒါခဏလေးမဟုတ်ပါဘူး long run မှာတကယ်ကို တကယ်တကယ်တကယ်ကို long run မှာရေရှည် long run မှာအဲ့တော့ခုနကတက်နိုင်တဲ့ဘက်ကနေပြီးတော့ကျွန်တော်တို့ကိုအများကြီးအများကြီးကူညီပေးကြပါအောင်နိုင်ငံတကာကကူညီတို့နဲ့ဒါကျွန်တော်တို့လုပ်ပေးမယ်ဆိုရင်တော့ဒါကျွန်တော်တို့ကျေးဇူးအများကြီးအများကြီးတင်ပါတယ်အဲ့တော့တော်တော်လက်ရှိမှာဒါဗီဒီယိုတွေနေရမှာနိုင်ငံတကာတို့လည်းအများကြီးအများကြီးကူညီပေးနိုင်တဲ့အများကြီးအများကြီးကျေးဇူးတင်ပါတယ်အဲ့တော့ကျေးဇူးတင်ပါတော့ပါပဲကျေးဇူးတင်ပါတယ်နဲ့ကျေးဇူးပြောချင်ပါတယ်အဲ့တော့ဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ဒီ Before You တို့မှာကြည်ရင်လို့ဆိုပါကူညီလို့ရပါတယ်အများကြီးကလည်းဖုန်မမေ့ကြပါနဲ့ဦး မြန်မာနိုင်ငံဟိုကျွန်တော်တို့မြန်မာလေး clip ကိုမေးကြပါမြန်မာ clip မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြွတူပါတယ်ကျွန်တော်တော့ကုန်ပြပါအောင်ကျွန်တော်တို့ကုညီပေးနေညီကိုတယောက်ချင်းချင်းနိုင်ငံကိုလည်းကြွတူပါတယ်ကျွန်တော်မြန်မာနိုင်ငံကိုလည်းကုညီပေးနေလူတွေကိုလည်းကြွတူပါတယ်တယောက်တယောက်ချင်းချင်းနိုင်ငံကိုလည်းအများကြီးအများကြီးကြွတူပါတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်တော့ကုန်ပြပါဗျဒေဖာပါ